ိုကလေးကိုပြန်တက်ခင်လို့တသက်တကျုံထောင်းနှန်းဆန်လာရတဲ့ဂျူလီစာသားလားမင်္ဂလာပါရှင်တော့တီဗီညီမကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးတို့ရဲ့သားသမီးတွေဆိုရင်ဘာမှစလုပ်ပေးနိုင်ကြပြီးတော့အသက်ထိစွန့်ပေးနိုင်ကြတာမိပါတွေပါဒါပေမဲ့တချို့ကလေးတွေမှာတော့ဝမ်းနေဖို့ကောင်းလောက်အောင်အကြီးထန်တဲ့မိဘတွေကိုပန်ဆိုင်ရတတ်ပါတယ်ဒီနေ့မှာတော့အကြီးထန်တဲ့အမေကိုပန်ဆိုင်ခဲ့တဲ့အလီဟတ်ဆိုတဲ့ကောင်းလေးရဲ့အကြောင်းကိုပြောပြပေးသွားပါမယ်၂၀၂၂ခုနှစ်မေလတရနေ့မှာ ကားတစ်စီးကပုံမှန်ဟုတ်မနေပဲမောင်းနေနေတော့သတိပြုမိတဲ့ရဲတွေကရေုံရက်တံပြီးတော့စစ်ဆေးလိုက်ပါတယ်။တင်ထားတဲ့အတိုင်းပဲစစ်ဆေးလိုက်တဲ့အခါမှာအရိကာရဲ့နောက်ကမှန်ကကွဲနေပြီးတော့ကားပိုင်ရှင်တာလာရဲ့လက်မှာလည်းသွေးတွေရှိနေအောင်တွေးရှိခဲ့ကြပါတယ်။ဒေါက်တာလာကမှန်ကလေးတွေဆော့လို့ကွဲသွားတာဖြစ်ပြီးတော့သွေးဟာတမင်သွေးလူသွေးမဟုတ်ဘူးလို့တည်တည်ငြိမ်ငြိမ်ပဲပြန်ပြီးတော့ဖြေခဲ့ပါတယ်။အရိချင်းကြီးရဲတွေကသူ့ကိုတန်တရားမဖြစ်သေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့တာလာကအရိချင်းကြီးတည်တည်ငြိမ်ငြိမ်ပဲ ရောင်ရွက်ခတ်နေတာတွေကနမငင်နာတွေလုံးဝမရှိလို့ပါအဲဒီနောက်မှာရဲတွေကကားထဲမှာတနက်ကြီးစံနဲ့အသုံးပြုပြီးတဲ့ကြီးကိုနေကိုတွေ့ရှိခဲ့ပြီးတော့ကားနောက်ဖုံးထဲမှာတော့တနက်ထရာရီနဲ့အသက်မဲ့နေတဲ့၆နှစ်ရွယ်ကလေးအလီဟတ်လေးကိုတွေ့လိုက်ရပါတယ်ဒီလိုနဲ့ရဲတွေကတာလာကိုချက်ချင်းဖမ်းဆီးလိုက်တဲ့အခါမှာတာလာရဲ့ခေါင်းမှာသွေးနဲ့အုံနောက်လို့ယူဆရတဲ့အစိတ်ပိုင်းတချို့ကိုတွေ့လိုက်ကြပါတယ် ဲ့လိုနဲ့ထပ်ပြီးတော့ရှာဖွေစစ်ဆေးကြတဲ့အခါမှာအနီနာ အမိုက်ပုံနဲ့တွေးဆွနေတဲ့ခလေးလွယ်အိမ်နဲ့ခလေးထိုင်ကုန်ကိုတွေ့လာရပါတယ်။ဒါကြောင့်မဲရဲရီကဂျူလီစာတာလာကိုဂျိုတင်စီစဉ်ထားတဲ့ပထမဆင့်လူသက်မှုနဲ့ဂျိုတင်စီစဉ်ထားတဲ့ပထမဆင့်လူသက်မှုနဲ့ဒုတိယဆင့်ရည်ရွယ်ချက်နဲ့လူသက်မှုနဲ့တရားစွဲဆိုလိုက်ကြပါတယ်။အလီဟက်လီရဲ့အလောင်းကိုစစ်ဆေးကြတဲ့အခါမှာခနာကိုနဲ့ခေါင်းကိုတနက်ကိုချက်တိတိပြစ်ခတ်ထားကြောင်တွေ့ရပြီးတော့ခေါင်းကိုပိုပြစ်ထားတာဖြစ်တဲ့အတွက် ုံနောက်ကအစိပ်ပိုင်းတချို့ကတာလာရဲ့ခေါင်းမှာလာဆင်းနေကြတာပါဒီမှုကမဖြစ်ခင်မှာအလီဟက်လီရဲ့အဖေနဲ့မိလို့သူကတရားဝင်ကွာရှင်းပြီးတော့ကလေးအုပ်ထင်းကွင်းကိုရယူဖို့စ조사နေကြတာပါအလီဟလီကကံမကောင်းစွာနဲ့လူစိတ်မရှိတဲ့အမေရဲ့လက်ထဲပါသွားပြီးတော့အသက်ခံနိုင်ရတာဖြစ်တဲ့အတွက်အရိတရခွင်တုံးကမိခင်ကိုအုတ်ထင်းခွင့်ပေးလိုက်တဲ့တရားရုံးကတာဝန်ရှိသူတွေကိုဒေသခံတွေကဝေဖန်မှုနဲ့ရှုံချမှုတွေလုပ်ခဲ့ကြပါဗျ။ ကလေးရဲ့ဖခင်ကအုတ်ထိန်မှုတရားခွင်ရင်ဆိုင်နေရတော့ကသူ့သားလေးကိုရဖို့လုံးဝကြိုးပမ်းနေတာဖြစ်ပြီးဒီပြက်ကသူ့ရဲ့ရှင်ကိုဆုတ်ပြဲလိုက်တယ်လို့ပါပဲ။ဒါကြောင့်မလို့အဖေလို့သူကဒီတရားခွင်တုန်းကတာဝန်ယူခဲ့တဲ့ဒိုကိုတာကန်ထရီလူမှုဝန်ဆောင်မှုဌာနကဝန်ထမ်းများကိုသူ့သားလေးကိုတာလာစီပို့ခဲ့တဲ့အတွက်တာဝန်ပေါ်ရမှု ရှိတယ်လို့ဆိုပြီးတော့မတရားသိမ်းဆုပ်မှုဆိုင်ရာတရားစွဲဆိုမှုတစ်ခုကိုတင်သွင်းလိုက်ပါတယ်။ တလာကတော့ဖန်ဆီးခံရချိန်မှာရောပြည့်တန်ချမှတ်တဲ့အချိန်မှာရောနောင်နာရှားတဲ့ပုံမပြခဲ့ပဲနဲ့အကုန်လုံးကိုဆဲဆူနေကြတာပါဒီလိုနဲ့တာလာကိုလူငယ်ချမ်းသာ권မရှိထောင်နဲ့တသက်တကြွချမှတ်ခဲ့ကြပါရယ်တရားရုံးစစ်ဆေးမှုရဂျူလီစာတာလာကစိတ်ကျမ်းမာရေးပြဿနာနဲ့အလီဟဲရဲ့ဖားခင်နဲ့ကွာရှင်းပြန်ဆဲပြီးတဲ့နောက်မှာဒါဖြစ်သူကိုစောင့်ရှောက်ဖို့ဖီအာရီနဲ့ရှင်ဆိုင်ခဲ့ရတယ်လို့ဆိုပါရယ်တချို့တွေကတော့အာမခံကြောင့်တတ်တာဖြစ်ကြောင်းဂေါလာဟလာတွေလည်းရှိခဲ့ပါသေးတယ် ပရိသတ်ကြီးတို့ရောဒီလိုမိခင်မျိုးနဲ့ပတ်သက်ပြီးတော့ဘလို့တွေးမိလဲဆိုတာကွန်မတ်မှာပြောပြပေးခဲ့ကြပါအောင်နော်။